မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကြမ်းပါစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်းသတင်းတိုက်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ဇင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြောင်းနေစေယုံနေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့ပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝင်စိုးကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။စုံမထိတ်ချုပ်နေမြေတွေမှာရှိတဲ့ကျောင်းတွေစေယုံတွေမှာပြည်သူ့ကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ကြောင်းကျမရေးဝင်ကြီးဌာနနဲ့ပညာရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝင်စိုးကပြောကြားလိုက်ပါတယ်။အကြံဖတ်စစ်တပ်ကအိုးတိန်တွင်ကျေးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားနဲ့ဆရာတွေတိတ်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါ် PPTV နဲ့အင်တာဗျူးပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။တော်လိုင်းရဲ့အစမှာတော့ဒါတွေကိုကျွန်တော်တို့ထိမှုတော်တော်ခက်ခဲခဲ့ရပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့2022ခရဲကဘယ်ကျောင်းမှာမှကျောင်းစေယုံတွေကိုတက်မဆွဲဖို့ဆိုတာကျွန်တော်တို့ကြေညာချက်တွေထုတ်ထားပြီးသားကျွန်တော်တို့ဥပဒေအနေနဲ့တတ်မှတ်ထားပြီးသားဖြစ်ပါတယ်။ဒါကြောင့် MOD နဲ့ MOHI နဲ့ ် MOE MOH တို့နဲ့ညှိပြီးတော့ဘဲကြောင်းဘဲစေးုံစေးခန်းမှာမှတက်မဆွဲဖို့ဆိုတာကျွန်တော်တို့ဆောင်ရွက်တယ်တကယ်လို့တက်ဆွဲတယ်ဆိုရင်အေးအေးယူတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်ဒါအပြင်စာတင်ကြောင်းတွေထဲကိုလက်နက်ကင်အဖွဲ့တွေအနေနဲ့ယူနီဖောင်းနဲ့လက်နက်တွေနဲ့ဆိုရင်ဝင်ခွင့်မပြုဘူးဆိုတာကိုလည်းစီးကပ်အနေနဲ့သတ်မှတ်ထားတယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ပါတယ်ကျွန်တော်တို့အကြောင်းတွေရဲ့တင်ကြားရေးအကြောင်းတွေလွတ်မြောက်နေတဲ့ဒေတာတွေမှာရှိရဲ့ ကျောင်းတွေမှာဆိုရင်ယူနီဖောင်းနဲ့လူတွေတောင်ဝင်ခွင့်မပေးဘူးဒါအပြင်လက်နက်တယ်ဆောင်ခွင့်လုံးဝမပေးပါဘူးဆိုတာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်ပါတယ်လို့ပြည်အောင်စုဝင်ကြီးကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝင်ကြီးဌာနလောက်မှာရှိတဲ့စာတင်ကျောင်းတွေရဲ့ကျောင်းဖွင့်ချိန်ကျောင်းပိတ်ချိန်တွေကမြေပြေအခြေအနေပေါ်မူတည်ပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အခုလိုမေလအတွင်းမှာလဲအိုးတိန်ရွာမှာစာတင်ကြားပေးခြင်းရခြင်းဖြစ်တယ်လို့လဲပြည်အောင်စုဝင်ကြီးကပြောကြားထားပါတယ် အကျန်းဖတ်စစ်တပ်ရဲ့ဩတိန်တွင်ကြီးရွာစာတင်ချောင်းကို လေချောင်းကနေတိုက်ခိုက်မှုကြောင့်ចောင်းသား22ဦးနဲ့ဆရာ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့စာတင်ချောင်း လေချောင်းတိုက်ခိုက်ခံရမှုဩစတြေးလျနိုင်ငံကရှုတ်ချခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။စကိုင်းနိုင်းကစာတင်ချောင်းကိုအကျန်းဖက်စစ်ကောင်စီကလေချောင်းကနေဘုံချဲတိုက်ခိုက်မှုအတွက် ဩစတြေးလျနိုင်ငံကအရှုံးချတယ်လို့မြန်မာနိုင်ငံမှာရှိတဲ့ဩစတြေးလျတန်ယုံကမေလ16ရက်မှာထုတ်ပြန်လိုက်ပါတယ်။ဩစတြေးလျသည်မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးရှိစာတင်ကျောင်းတစ်ကျောင်းဆရာနာရှင်အဖွဲ့အစည်းရဲ့လေကျောင်းတိုက်ခိုက်မှုကိုခံခဲ့ရပြီးအရသာဖြစ်သူများထိခိုက်ဒေဆုံးခဲ့ရသည့်သတင်းများနဲ့ပတ်သက်၍များစွာစိုးရိမ်မိလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အတံဖတ်စစ်ကောင်စီတပ်ကစကိုင်းတိုင်းတပည့်ရင်းမြို့နယ် ိုးတိန်တင်ကျွာစတင်ချောင်းကိုမေလ12ရက်မှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်ခဲ့တဲ့နေ့မှာပဲចောင်းသား20ဦးနဲ့ဆရာ2ဦးစုစုပေါင်း22ဦးသေဆုံးပြီးလူပေါင်း100ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မေလ14ရက်အထိမှာတော့သေဆုံးသူ24ဦးအထိရှိလာပြီးဖြစ်တယ်လို့တပည့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြံဖက်စစ်တဲ့ကျူးလွန်ခဲ့တဲ့ဆေးရဆွေးမှုဆိုင်ရာ data တွေကို တနေရာထဲမှာကြည်နိုင်တဲ့အချက်လက်သင်ပုံကို လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေအရမစစ်သားစုဆောင်မှုဖြစ်စဉ်တွေနဲ့သက်ဆိုင်တဲ့အချက်လက်တွေကိုအချိန်နဲ့အမျှတပြေးညီလေ့လာကိုးကားအသုံးပြုနိုင်မှုအတွက်အချက်လက်သင်ပုံ data dashboard ကိုထုတ်ပြန်လိုက်ပါတယ်။ ဒီအချက်လက်တင်မောင်းတွေမှာလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုပေးပို့တိုင်ကြားလာတဲ့အချက်လက်တွေနဲ့စနစ်တကျကောက်ယူစုဆောင်းထားတဲ့အချက်လက်တွေကိုအခြေခံပြီးကိန်းကနန်းတွေကိုသူတည်တနာပြုလုပ်ဖော်ပြထားတယ်လို့သိရပါဗျ။အကြံဖတ်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အချက်လက်တွေအနေနဲ့ဖြစ်စဉ်အရေအတွက်လေကြောင်းတိုက်ခိုက်ရာပြည်နယ်နဲ့တိုင်းတည်ဆုံးသူအရေအတွက်တည်ဆုံးသူတွေရဲ့အသက်အရွယ်အပိုင်းခြားကြားမှလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဘာသာရေးအဆောက်အုံအရေးအတွက်တွေကို ဖော်ပြထားပါတယ်လက်ရှိအချက်အလက်တင်မောင်းရ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025မေလ12ရက်နေ့အထိအကြက်ဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ2669ခုရှိခဲ့ပြီးပြည်သူ3043ဦးသေဆုံးက9223ဦးဒဏ်ရာရရှိခဲ့ပါတယ် တည်ဆောင်းသူတွေအထက်မှာအသက်16နှစ်အောက်ကလေးတငယ်442ဦးပါဝင်ပြီးဒဏ်ရာသူတွေအထက်မှာကလေးတငယ်996ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း240ကျောင်းစေယုံစေကန်66ခုနဲ့ဘာသာရေးအဆောက်အုံ435ခုပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။လက်ရှိအချက်အလက်တင်ပုံကိုကြည့်မယ်ဆိုရင် အကြမ်းဖက်စစ်တပ်ဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှု 388ဦးကျူးလွန်ခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာတေဆုံးသူပေါင်း423ဦးရှိခဲ့ရလို့ဖော်ပြထားပါတယ်ရှင်။ဆရာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်ဆက်ကောင်စီရဲ့စာတင်ကြောင်းတိုက်ခိုက်မှုကိုပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးရှုတ်ချလိုက်တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံစကိုင်းတိုင်းတပည့်ရင်မြို့နယ်ရှိစာတင်ကျောင်းတစ်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကမေလ12ရက်မှာတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တွေအဓိကပါဝင်တဲ့ လူတာဆယ်မောင်းများစွာတိုက်ဆုံမှုဖြစ်ပွားခဲ့ပြီးလူတာဆယ်မောင်းများစွာဒဏ်ရာရခဲ့တဲ့ပုံပြင်သစ်နိုင်ငံကအပြင်းထန်ဆုံးရှုတ်ချလိုက်တယ်လို့ပြင်သစ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကမေလ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကထုတ်ပြန်ခဲ့တဲ့အပြစ်ခတ်ရစဲရင်းနဲ့လုံအောင်ဆက်ကျင်ပဲဖြစ်ပြီးအခုလိုရက်သားများကိုအစုလိုက်ပြုံးလိုက်တပ်ဖြတ်မှုအစ်စ်ကအကြမ်းဖက်မြန်မာအစိုးရရဲ့ ဘုံကျဲတိုက်ခိုက်မှုပြူဟာတရက်တစိမ့်တစ်ပိုင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့အခုလိုဘုံကျဲတိုက်ခိုက်မှုမျိုးကိုလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကကြောက်မက်ဖွယ်ငလင်းငလင်းထုတ်ခတ်ခဲ့တဲ့နေရာဒေသတွေကိုလည်းပြုလုပ်ခဲ့မှုကြောင့်တေဆုံးခဲ့ရတဲ့မိသားစုဝင်တွေနဲ့သူတို့ရဲ့ချစ်ခင်ရသူတွေကို ပြည်သက်နိုင်ငံကစာနာပါကြောင်းနဲ့ဝန်းနေပါကြောင်းပြည်သက်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြည်သက်နိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူမမမမတ်ရက်တည်နိုင်ပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုလေးစားလိုက်နာကြဖို့အကြံဖတ်မှုတွေအဆုံးသတ်ကြဖို့နဲ့ပြိပခမှာပါဝင်သူများအားလုံးအကြားတွဲဆောင်ဆွေးနွေးပြီးအပြေရှာဖွေကြဖို့ထပ်မံတောင်းဆိုထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါကတော့အဂျပန်ဆဲအုပ်စုကိုလောင်စာစီ ဖြစ်ပေးနေတဲ့ဂျပန်ကုမ္ပဏီတွေတီလီဝါဘတ်၃စုံနိုင်ငံတကာစိတ်ကမ်းစီမံကိန်းကနေ နှုတ်ထွက်ပေးဖို့ရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။တခတ်ပိတ်ဆို့ထားတဲ့အကြံဖက်ဆဲအစုစီးပွားရေးလုပ်ငန်းစုကြီးနဲ့ဆက်ဆက်တဲ့ဂျပန်ကုမ္ပဏီတွေအစိုးရအာမခံအဖွဲ့နဲ့ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်းတွေမြမစိတ်ကန်စီမံကိန်းကနေတာဝန်ယူမှုရှိရှိနှုတ်ထွက်ဖို့မြမနိုင်ငံအရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလိုက်ပါတယ်။မြမနိုင်ငံရှိတိလဝါဘတ်ဆောင်သုံးနိုင်ငံတကာစိတ်ကန်စီမံကိန်းကနေနှုတ်ထွက်ရ ွက်လေးမြင့်သားမှုရှိရင်းနဲ့လူခွင့်ရေးစံနှုန်းများကိုလေးစားလိုက်နိုင်ရဲ့အတွက်ဂျပန်ယင်းနှိမ့်မြုံနယ်သူတွေအစိုးရကြောထောက်နောက်ခံရှိအာမခံကုမ္ပဏီနဲ့အခြေခံအဆောက်အဦးခဏယင်းနှိမ့်မြုံနယ်မှုကော်ပိုရေးရှင်းတခုတို့ကိုဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရက်ဖက်အဖွဲ့အစည်းများကတောင်းဆိုထားတယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။ မြန်မာဆဲအုပ်စုကရက်ဆက်ကြမ်းကြုတ်မှုတွေကိုစက်တိုက်ကျူးလွန်နေပြီးမလအတွင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ဖျားပြင်းငလင်ကြီးနောက်ပိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်ပြီးလှုပ်ဆောင်နေကြောင်းလူခွင့်ရေးလေစာလိုက်နာမှုမရှိတဲ့ပြီးစလဲနှုတ်ထွက်မှုတွေကရက်ဆက်ကြမ်းကြုတ်မှုကြီးတွေမှာလောင်စာစီ ဖြစ်ပေးနေတဲ့အနေရရှိတယ်လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူမတ်ယန္နာမောင်ကပြောပါတယ်။ ကုမ္ပဏီတွေနဲ့ဂျပန်ဆိုရာတို့အနေနဲ့လူခွေရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီအကြမ်းဖက်ဆဲအုပ်စုရဲ့နိုင်ငံတကာရာဆွတ်မှုတွေမှာကြာရပါပတ်သက်မှုမရှိအောင်ဘလို့လှုံ့ဆော်နေကြမဖြစ်မနေထုတ်ပြန်မှုလိုအပ်တယ်လို့မတ်ယန္တနာမောင်ကဆက်ပြောပါတယ်တီလိုဝါဘက်ဆောင်သုံးနိုင်ငံတကာစိတ်ကန်းစီမံကိန်းကိုနိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခံထားရတဲ့အကြမ်းဖက်ဆုပ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးမြမစီးပွားရေးဥပိုင် limited နဲ့ဆက်ဆက်အထောက်အထားများရှိတဲ့ Crony Company, Everflow River Group, EFR နဲ့မိဖက်လောက်ကင်ချင်းဖြစ်တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံအရက်ဖက်အဖွဲ့အစည်းများဖြစ်ပေါ်တိုးတက်မှုကိုအနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီးပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းအားလုံးကသူတို့ရဲ့လူ့အခွင့်အရေးတာဝန်များကိုဖြည့်ဆည်းလောက်ကောင် ပြီးတဲ့အချိန်ထိအများပြည်သူအတွက်တာဝန်ခံမှုကို တောင်းဆိုသွားမှာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ အိုးတိန်တင်းရွာစာတင်ကြောင်းဖုံးကျဲတိုက်ခိုက်ခံရမှုအကြဖက်စစ်ကောင်စီကိုကုလအတွေ့အမှုချုပ်ကပြင်းထန်စွာရှုံချခဲ့တဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းတွေကစာတင်ကြောင်းကိုအကြဖက်စစ်ကောင်စီကလေကြောင်းကတိုက်ခိုက်ခဲ့တဲ့အပေါ်ကုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူတာရက်ကပြင်းထန်စွာရှုံချရလို့မေလစနစ်ရက်ကပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအထွေထွေတွေ့ရမှုချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က တွေ့ရမှုချုပ်ကိုစာပြောကြားခဲ့ပါတယ်။ စကိုင်းနိုင်ငံကစတဲ့ချောင်းကိုစစ်ကောင်စီကလေချောင်းကနေတိုက်ခိုက်ခဲ့တဲ့ပေါ်ကုလသမဂ္ဂတွေ့ရမှုချုပ်ကအထူးစိုးရင်ချောင်းနဲ့ရှုံချပါတယ်။ဒီဖြစ်စဉ်မှာကလေးတွေထိခိုက်ဒေဆုံးမှုရှိရလို့သိရပါတယ်။ချောင်းတွေဟာအကာအကွယ်ရရှိရမှာဖြစ်ပြီးကလေးတွေလုံခြုံစွာပညာသင်ကြားနိုင်ရမှာပါဘုံကျဲခံရမှာမဟုတ်ပါဘူးလို့မစ္စတာဒီဂျယ်ရစ်ကပြောပါတယ်။အကြံဖက်စစ်ကောင်စီတပ်ကစကိုင်းတိုင်းတပည့်ရင်မြို့နယ်အိုတိန်တွင်ကြီးရ စတင်ချောင်းကိုမေလ12ရက်မှာနေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်ခဲ့တဲ့နေ့မှာပဲចောင်းသား20ဦးနဲ့ဆရာ2ဦးစုစုပေါင်း22ဦးတေဆုံးပြီးလူပေါင်း100ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မေလ14ရက်အထိမှာတော့တေဆုံးသူ24ဦးထိရှိလာပြီးဖြစ်တယ်လို့တပည့်ရေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲ့ဖြက်ရလတ်မှတ်တမ်းတွေကို2025ခုနှစ်မေလ18ရက်မနက်9နာရီမှစတင်ပြီးအွန်လိုင်းမှထုတ်ယူနိုင်မယ်လို့ NUG ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ 2024ခုနှစ်အတွက်အခြေခံပညာပေးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲ့ဖြတ်ရလမှတ်တမ်းတွေကို2025ခုနှစ်မေလ18ရက်မနက်9:00နာရီမှစတင်ပြီးအွန်လိုင်းမှထုတ်ယူနိုင်မယ်လို့မြို့သားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကမေလ14ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးကဲဖြတ်ခြင်းကိုတတ်မှတ်ထားသောစီကံချက်များနဲ့ကိုက်ညီစွာအွန်လိုင်းမှာဖြည့်ဆို့ထားတဲ့ကျောင်းသားကျောင်းသူများကအခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲဖြတ်ရလက်မှတ်တမ်းများကို2025ခုနှစ်မေလ18ရက်မနက်9:00နာရီမှစတင်ပြီးအွန်လိုင်းမှာထုတ်ယူနိုင်မှာဖြစ်ပါတယ်။အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးကဲဖြတ်ခြင်းကိုတတ်မှတ်ထားသောစီကံချက်များနဲ့ကိုက်ညီစွာ offline မှာဖြည့်ဆို့ထားသောចောင်းသားចောင်းသူများကအခြေခံပညာပြီးမြောက်ကြောင်းအတိမတ်ပြုလက်မှတ်နဲ့စစ်ဆေးကဲ့ဖြတ်ရလက်မှတ်တမ်းများကိုမိမိတို့သက်ဆိုင်ရာမြို့နယ်ပညာရေးပုတ်ဖွင့်နဲ့ဆက်သွယ်ပြီးထုတ်ယူနိုင်မှာဖြစ်ပါတယ်။ထုတ်ယူနိုင်မဲ့အစီအစဉ်အသေးစိတ်ကိုပညာရေးဝန်ကြီးဌာနရဲ့တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှာဆက်လက်ကြေညာပေးသွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပညာရေးဝန်ကြီးဌာနကအခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးကဲ့ဖြတ်ခြင်းစနစ်ဟောင်းဒသမတန်းအစီအစဉ်ကို 2024ခုနှစ်ဒီဇင်ဘာမှ2025ခုနှစ်ဖေဖော်ဝါရီလအထိကျင်းပခဲ့တာဖြစ်ပြီးအွန်လိုင်းဖြည့်ဆုံမှုများပြီးဆုံးခဲ့တော့လေမြေပြင်ခတ်ခဲကြောင့် offline ဖြည့်ဆုံမှုများကိုဖြည့်ဆုံကာလထပ်တိုးဆောင်ရွက်ခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြဖတ်ဆဲအိုးစုကိုရာဆွေအကြောင်းရရေးယူနိုင်ရန်အတွက်နိုင်ငံတကာတရားရုံးတွေတာမကနိုင်ငံလိုက်တရားရုံးတွေမှာပါ တရားမျှတမှုဖော်ဆောင်နိုင်ဆောင်ရွက်မယ်လို့ NUG ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်ဆဲအုပ်စုကိုရာဇဝဲကြောင်းရအေးအေးယူနိုင်ရန်အတွက်နိုင်ငံတကာတရားရုံးတွေမှာတာမကနိုင်ငံလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့မြို့သားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမေလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။လနကိုင်ပြိပခအတွင်းကလေးငယ်များအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုကဆေးရဆွေးမှုမြောက်တဲ့ကျူးလွန်မှုဖြစ်တယ်ဆိုတာ ਨੇ ဂျပန်ဆိုးအဆိုအနေနဲ့ယခုလိုလူမဆန်တဲ့ကျုလုံမှုများကိုကြက်ကြက်ပြန့်ပြန့်နဲ့စနစ်တကျကျုလုံနေခြင်းဖြစ်ပြီးအဲ့ဒီကျုလုံမှုတွေအတွက်ရာဇဝတ်ကြောင်းရအေးအေးယူနိုင်မှုနိုင်ငံတကာတရားရုံးတွေမှာတာမကနိုင်ငံအလိုက်တရားရုံးတွေမှာပါတရားမျှတမှုဖော်ဆောင်နိုင်ရေးကျုပ်ပန်းဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်လူမဆန်တဲ့တိုက်ခိုက်မှုအပေါ်ပြင်းထန်စွာရှုတ်ချသလို ုလသမဂ္ဂအပါအဝင်နိုင်ငံတကာတိုင်းဝမ်အနေနဲ့လည်းယခုလိုရက်သားပြည်သူများအပေါ်အကြမ်းဖက်ဆဲအုပ်စုကဆက်လက်တိုက်ခိုက်နေမှုများကိုရက်တန့်စေရင်ဖိအားပေးဆောင်ရွက်ဖို့လည်းတိုက်တွန်းထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုကသခိုင်းတိုင်းတပဲရင်မြို့နယ်ဦးတိန်တွင်ကျွာစတင်ချောင်းကို2025ခုနှစ်မေလ12ရက်မနက်9:35မိနစ်ခန့်မှာလေချောင်းမှတိုက်ခိုက်ခဲ့ရာចောင်းသားចောင်းသူ20ဦးနဲ့စေတနာဝန်ထမ်းဆရာမ2ဦးတေဆုံးခဲ့ပြီး ပြည်သူ102ဦးကျော်ထိခိုက်ဒဏ်ရာရခဲ့တာပါ။အဆိုပါတိုက်ခိုက်မှုကြောင့်အင်ဂျီ300ခန်းရှိသောအိုးတိန်တင်ကျေးရွာမှာပြည်သူ900ခန်းမှာဘေးလွတ်ရာကိုထွက်ပြေးတန်းချောင်နေကြရပါတယ်။အကြမ်းဖက်ဆဲအုပ်စုကနိုင်ငံတွင်းယာယီအပြစ်ခတ်ရစဲရေးကို2025ခုနှစ်မေလ31ရက်နေ့အထိတက်တန်းတိုးထားကြောင်းကြေညာခဲ့တော်လဲအရသာပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေပုံမို့တိုးမြင့်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဘာသာရေးအဆောက်အဦများစာတင်ကြောင်းများဆေးရုံများကိုပိတ်မှတ်ထားတိုက်ခိုက်မှုများပုံမှုမြင့်တက်လာခဲ့ပြီး2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှ2025ခုနှစ်မေလ12ရက်နေ့အထိလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ2669ကြိမ်ရှိရမှာကျောင်းပေါင်း240ကျောင်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလင်းနစ်တာအတွင်းမှာ တိုက်ဆွမ်းရေးပြေဝပြီးအရေအတွက်ပိုင်းမှာသာမက ရေချင်းပိုင်းမှာသာခိုင်မာကျစ်လက်နေပြီလို့ဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူကတိပေးပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလင်းနစ်တာကာလအတွင်းမှာတိုက်ဆွမ်းရေးပြေဝပြီးတော့အရေအတွက်ပိုင်းမှာသာမကပဲရေချင်းပိုင်းမှာပါခိုင်မာကျစ်လက်နေပြီလို့မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမေလ23ရက် ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။စတင်ဖွဲ့စည်းတည်ထောင်ခြင်းကစလို့လင်းနှစ်တာကာလအတွင်းမှာပြည်သူကာကွယ်ရေးတပ်မတော်ဟာအမိတ်နာခံမှုကကျင့်ဝတ်လိုက်နာမှုကောင်းပြီးတိုက်စွမ်းရည်ပြည့်ဝတဲ့တပ်မတော်တရက်အဖြစ်ကို အချိန်တို့အတွင်းရောက်ရှိခဲ့ပြီးအရေအတွက်ပိုင်းသာမကပဲအီအချင်းပိုင်းမှာပါခိုင်မာချစ်လက်တဲ့တပ်မတော်တစ်ခုဖြစ်လာနေပြီးဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောပါရယ်။ပြည်သူကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရီကမဟာမိတ်တိုင်းသားတော်လိုင်းရဲ့အဖွဲ့ရဲ့နေမြေတွေလူမျိုးရေးအတွက်လည်းပြည်내ခုနှစ်ခုလုံးမှာပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပြီးလက်ရှိဆင်နွှဲနေတဲ့ပြည်သူ့ຫນွေဦးတော်လိုင်းဟာတောတောင်တွေမြစ်ချောင်းတွေကိုကျော့ဖြတ်ပြီးမြေပြန့်ဒေသကိုရောက်ရှိလာပြီးလို့ကြွေးကြော်နိုင်တဲ့အထိအောင်မြင်ခဲ့တဲ့ခြေလမ်းတွေတိုင်းမှာ PDF တွေရဲ့အသက်သွေးချွေးတွေညစွာပါဝင်နေရလို့ဦးနေဖုံးနှကပြောပါရယ်အကြံဖက်စစ်ကောင်ဆောင်ကနျူကလ িয়ার စွမ်းအင်သုံး ဒါအပြင်စက်ရုံကိုအချို့သောနိုင်ငံတွေနဲ့ချိတ်ဆက်ပြီးလုပ်ငန်းစာချုပ်တွေချုပ်ဆိုလုပ်ကိုင်နေတာက တိုင်းပြည်ကို အမျှော်မြင်ကင်းမဲ့စွာနဲ့အသုံးချနေတာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။နျူကလ িয়ার စွမ်းရည်သုံးဒါအပြင်စက်ရုံတည်ထောင်မှာကမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုတာမကပဲဒေသရင်းနိုင်ငံများနဲ့ပြည်သူတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုထိပါးလှနိုင်တဲ့အခြေအနေဖြစ်တာကြောင့် မြမလူလူနဲ့အတူတော်လိုင်းအင်အားစုတွေနဲ့အတူရက်တည်ပြီးအထူးလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့အတွက်လည်းဦးနေဖုံးလကပြောကြားခဲ့ပါတယ်။ဒီတော်လိုင်းကလာတခြားအကြမ်းဖက်ဆဲအုပ်စုကကျူးလွန်ခဲ့တဲ့ဆေးရဆွေးမှုတွေကြောင့်အသက်အိုးအိမ်စီးဆင်းတွေပျက်စီးဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတအူးတယောက်ချင်းစီတိုင်းနဲ့ကြာဆုံးခဲ့ကြတော့တော်လိုင်းတပ်ဖွဲ့ဝင်များအားလုံးအတွက်တရားမျှတမှုတစ်ခုကိုပြန်လည်ရယူနိုင်ဖို့ဟာအမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တော်လိုင်းအင်အားစုတွေအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ကျွန်တော်တို့ခံယူထားပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့မဟာဗျူဟာဦးတီချက်၆ချက်ထဲမှာပြိပခအတွင်လိန်နှင့်ကြားမအပေါ်အခြေခံသောအကြမ်းဖက်မှုများအပါအဝင် မတရားကျွလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနဲ့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်ဆိုတဲ့အချက်ကိုထည့်သွင်းထားပါတယ်။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့နိုင်ငံတချို့ကကလေးတွေနဲ့လူအများပြားသိအောင်အကြံဖက်ဆဲအုပ်စုကိုထောက်ပံ့နေတာတွေရပ်တန့်ပေးဖို့ကုလဆွေးနွေးပွဲမှာတာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။နိုင်ငံတချို့ကကလေးတွေနဲ့လူအများပြားသိအောင် အကြဖတ်စစ်အုပ်စုကိုထောက်ပံ့နေတာတွေရပ်တန့်ပေးဖို့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာမေလာစနေရက ပြုတ်လုတဲ့ဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာမြန်မာကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့ပါတယ်။တချို့သောနိုင်ငံများအနေနဲ့စစ်အုပ်စုအားထောက်ပံ့ပေးနေကြောင်းစစ်အုပ်စုအားရုပ်ဝတ္ထုပစ္စည်းအဖြစ်တော်လကစိတ်ဓာတ်အဖြစ်တော်လကထောက်ပံ့ပေးခြင်းကကလင်းငံများအပါအဝင်လူများပြားကိုစစ်အုပ်စုကတက်ဖြတ်နိုင်စေရန်ကူညီပေးရာရောက်နေကြောင်း ဘုံကျဲတိုက်ခိုက်ခြင်းများရပ်တန့်ပေးပါလူများကိုတပ်ဖြတ်နေခြင်းအားရပ်တန့်ပေးပါဆေးအုပ်စုကိုကူညီပံ့ပိုးပေးနေခြင်းအားရပ်တန့်ပေးပါလို့တပ်မတ်ကြီးကတောင်းဆိုခဲ့ပါတယ်တရားဝင်အာရမဆရာနာသိမ့်မှုနောက်ဆက်တွဲအကြမ်းဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ကိုဖျက်ဆီးခဲ့တယ်လို့ကုလသမဂ္ဂဌာနချုပ်အစည်းအဝေးမှာတန်မတ်ကြီးကဆွေးနွေးခဲ့ပါတယ် ကျူးလွန်သူအကြမ်းဖက်စစ်တပ်ကဆေးရဆွဲမှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဆွဲမှုတွေမြောက်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုဆက်လက်တိုးမြင့်ကျူးလွန်နေရကြ။တရားမျှတမှုတည်ရှိရေးကစိတ်သုံးနေရပြီးလူသားအရင်းနှီးနဲ့အရင်းမြစ်တွေလည်းအကြမ်းဖက်စစ်တပ်ရဲ့ဆက်လက်ပြုလုပ်နေတဲ့လူမဆန်မှုတွေကြောင့်ပြုံးတိနေရတယ်လို့ဆွေးနွေးခဲ့ပါတယ်။အကြမ်းဖက်ဆဲအုပ်စုကနေ့စဉ်မစင်မကျင်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ဘုံကျဲခြင်းတို့က ရက်သားထိခိုက်နစ်နာမှုနဲ့အဆောက်အဦများပျက်စီးဆုံးရှုံးမှုတို့ကိုအလွန်အမင်းဖြစ်စေပြီးစဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းနိုင်တွေကိုအကောင့်ထယ်ဖော်ဖို့တာဝန်ယူကြရတဲ့အဆောက်အုံတွေဖြစ်တဲ့စာတင်ကြောင်းတွေနဲ့ဈေးုံများအပေါ်အများဆုံးထိခိုက်စေလို့ဆိုပါရယ်မေလ12ရက်မနက်ပိုင်းမှာအကြဖတ်ဆေအိုစုကစကိုင်းတိုင်းတပည့်ရင်မြို့နယ်ဘုထိန်တင်းရွာမှာစာတင်ကြောင်းပေါ်ကိုလေကြောင်းမှတဆင့်တိုက်ခိုက်ခဲ့ရာကျောင်းဆရာမနှစ်ဦးနဲ့ ကလေးငယ်20ဦးခန့်သေဆုံးပြီးများစွာထိခိုက်ဒဏ်ရာရရှိခဲ့လို့တပ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်မြန်မာနိုင်ငံမှာလက်ရှိဂျမ်ဖတ်ဆဲအုပ်စုနဲ့ဆရာနာရှင်စနစ်ကိုအဆုံးသတ်ပြီး Federal Democracy ပြည်အောင်စုတည်ထောင်နိုင်မှသာမြန်မာနိုင်ငံမှာရေရှည်တည်တတ်တဲ့ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတို့ကိုစောင့်ကြည့်ပေးနိုင်မှာဖြစ်တယ်လို့တပ်မတ်ကြီးကပြောကြားခဲ့ပါရယ်ဒါကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့အကြမ်းဖက်ဆက်အာဏာရှင်ကိုအမြင့်ပြတ်စေဖို့နဲ့ ဒီမိုကရေစီပြည်အောင်စုတူထောင်နိုင်မှုလှုပ်ဆောင်နေတဲ့မိမိတို့ရဲ့ကြိုးပမ်းအားထုတ်မှုများကိုဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့လဲတောင်းဆိုခဲ့ပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။